ဆိုရင်ဒီမှာဒီဘက်ထက်ကနေချုပ်လာတယ်ဒီမှာစုံမှတ်စုံမှတ်လေးမှာဒီမှာအပ်ထောက်လာတဲ့သူ့စုံမှတ်နော်ဒီစုံမှတ်လေးမှာအပ်ထောက်ပြီးတော့မှဒီလိုမျိုးချုပ်တယ်ဒီဘက်မှာဆိုလည်းအလိုပဲစုံမှတ်လေးမှာအပ်ထောက်ပြီးဒီမှာချုပ်တယ်ဒီနေရာမှာနည်းနည်းလေးဟိုမညီတာဖြစ်နေတာပိတ်စနှစ်ခုကိုညှိပြီးတော့ချုပ်မယ်နော်ဒါကဘာဖြစ်လို့လဲဆိုတော့ဟိုခြေသားဖြစ်တော့ကြောင့်မိဘူးတိုက်လို့ရှိရင်သူကနည်းနည်းကြုံလာရပါပြီဖြစ်တတ်တယ်အဲဒါကြောင့်တချို့တလေမှာဆိုလို့ရှိရင်ဒီပခုံးတွက်လို့ရှိရင်ဒီအနားလေးနည်းနည်းလေးလိုနေအရှင်အဲကြလို့ရှိရင်တော့ညှိချုပ်ပါနော် အခုချက်ပြီးသွားလို့ရှိရင်အမတို့ဒီလေပင်အဝါရောကတ်ကြီးတောက်မယ်နော်ကတ်ကြီးတောက်လို့ရှိရင်ဒီမှာဒီအချွန်ဒီအချွန်လေးနဲ့ဒီထိတ်လင်းဒီလိုမျိုးဒီလိုမျိုးလေးကတ်ကြီးတောက်မယ်နော်အချွန်လေးနဲ့အဲ့တော့ဒီမှာလေပင်အဝိုင်းဖြစ်တဲ့ကြောင့်သူ့ကိုလေးစိတ်စီရှေ့ချမ်းမှာကကြီးတောက်တယ်လို့မျိုးပဲမိမိလေးတောက်မယ်ဒီမှာဆိုရင်လည်းဒီထိတ်လေးရတယ်ဘုံလေးတောက် ဟုတ်ပြီးသွားလို့ရှိရင်ဒီပခုံးကကြတော့ဓာတ်ဆက်လိုက်မယ်ဒီပခုံးကဓာတ်ဆက်လိုက်မယ်ပြီးရင်သူ့ကိုလှန်မယ်လှန်ပြီးလို့ရှိရင်ရှေ့ချမ်းတော့အလိုမျိုးပဲမိဘူးတိုင်မယ်အဲ့တော့ဒီမှာလှန်လိုက်လို့ရှိရင်ဒီနေရာမှာဆိုချုပ်စာကြီးနေတဲ့ခါကျတော့ तू ကဒီမှာထူနေတတ်တယ်ပေါ့နော်အဲ့တော့ဒီဟာကိုဘယ်လိုလုပ်မလဲဆိုတော့ဒီတောက်နေရာလေးကိုဒီဟာလေးကိုညှပ်ထုတ်ပြလိုက်ဒါမဲ့သူ့ကိုဒီမှာအရန်ကတ်တော့မညှပ်နဲ့ပေါ့နော်ဒီမှာချုပ်စာလွတ်သွားမှာဆိုလို့သူ့ညှပ်ထုတ်ပြမယ် ဒီဘက်မှာဆိုရင်လည်းအဲ့လိုမျိုးပဲဒီတောင်လေးကိုညှက်ထုတ်ပြလိုက်ကဲရေကိုကဒီချုပ်စာရကြီးနေရဆိုဒီချုပ်စာတော့ဝက်ညှက်ထုတ်လိုက်လို့ရတယ်နော်ဆိုလို့ရှိရင်အခုဒီပခုံးဒါဆက်လိုက်မယ်ဒီပခုံးဒါဆက်လိုက်မယ်ပြီးရင်ဒီ line တွေကိုလှန်ချလိုက်မယ်လှန်ချပြီးရင်ဒီလေပင်လေးကိုမိပူချုံမယ်ဒါက ကခုံးကိုဓာတ်ဆက်လိုက်တယ်လိုက်ပြီးသွားလို့ရှိရင်နောက်ဆက်လိုက်နေကိုလှန်ချပြီးတော့မိဘူးတိုက်လိုက်တော့ဗောနော်မိဘူးတိုက်တဲ့ခါကျရင်ဒီမှာဆိုရင်လိုင်းနေလေးတွေကညီနေတယ်ဒီမှာညီနေတယ်ဘာလို့လဲဆိုတော့ဒီချုပ်စာကိုလည်းညီအောင်လေးစိတ်ချုပ်စာကိုလည်းလေးစိတ်ညီအောင်ချုပ်တယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်လည်းလိုင်းနေကိုလည်းနှစ်လက်မှဆိုနှစ်လက်မှအညီလေးတွေလှုပ်တဲ့ခါကျတော့ဒီမှာအလုံးပြီးသွားလို့ရှိရင်ဒီရှေ့လိုင်းနေနောက်လိုင်းနေကညီနေရမယ်နော်ဒါဆိုလို့ရှိရင်လိုင်းနေလေဘင်းကိုလိုင်းနေကွတ်တာချုပ်လို့ပြီးသွားပြီဗောနော်